ကျွန်တော်ဒီနေ့တွေ့တယောစာလေးတစ်ပုဒ်ကိုပဲဖတ်ပြချင်ပါတယ်ဒီတယောစာလေးကို ရေးသားထားသူကတော့ဆရာဆေဘောင်တူပဲဖြစ်ပါတယ်တယောစာလေးကိုရုပ်ဖတ်ခွင့်ပြုပါတော့ဆရာဆေဘောင်တူအားကျေးဇူးထူးပင်တင်ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံးဘေးကင်းကြမှာကြပါစီဗျာအေးတော်ဘုံအောင်ကူအောင်ရမြည် စန္နာလဖြစ်သွားသောမာလာကျင်ဆိုတယောက်ကိုအတာကျော်ရင်ရှေ့ကိုဖြက်ခနဲလန်းကြည့်လိုက်တဲ့ညာကိုအောင်ပြပြီးမှဘဲဘဲတကြောကွက်လက်ကျင်ကျင်လေးကို ရှေ့ကပိတ်ထားတဲ့နှစ်ယောက်ကြားကနေဖြတ်ဝင်မှုစူးစားတယ်ဟောနှစ်ယောက်ကြားကနေရောက်အောင်ဝင်သွားတယ်လက်ခနဲဝင်သွားတာခင်ဗျာသူ့ရွယ်စားနဲ့ရက်ကူကအတာကျက်လို့ပြောရမေးပြီးတော့ခြေနေကိုအတာလေးကဲခတ်နေတယ် ကြည်နေတယ်ကြည်နေတယ်ဘယ်ကိုသွားမလို့ねညာဘက်ထဲကိုပြောင်းဝင်လာပြန်နေအချိန်မြင့်လိုက်ပြီးထက်ကျော်တော့မင်းပထမတယောက်ဟောနောက်ထပ်နှစ်ယောက်ခင်ဗျာ ဟောဟောရှင်းနောက်ကိုရှင်းနောက်ကို ရောက်လာပြီရောက်လာပြီဒီဒီချိန်တော့မရတော့ပါဘူးခင်ဗျာဒီတခါတော့ဘလို့မှကြော်လို့မရတော့ပါဘူးသူ့ရှေ့ကတယောက်ကသူ့ထက်သုံးစားလောက်ပိုကြီးတဲ့ခန္ဓာကိုယ်နဲ့ဆိုတော့ဘလို့မှကြော်မရနိုင်တော့တာနဲ့အနောက်မှာပဲအသာဆက်နေလိုက်ပါတော့တယ် အဝေးမှသူများကမြင်ဝင်းကို ထက်ကကဲ့သို့မြင်အောင်ကြည့်နိုင်တဲ့ကဲ့သို့အနည်းရှိလူများကတော့ယခုကဲ့သို့ကြားလိုက်ကြသည် Don't put me don't put me အိုင်ကိုမပွန့်နဲ့အိုင်ကိုမ push နဲ့ Don't put me don't put me အိုင်ကိုမပွန့်နဲ့အိုင်ကိုမ push နဲ့အစကဘောလုံးပွဲကျင်ညာနေတာဟုထင်ကောင်းထင်နေကြလိမ့်မည်နောက်တော့မှ East Gate ခန့်မြင်မြင်ဖြင့် တက်သည်မှတ်သည်အော်ဟစ်နေသည်ကိုသတိထားလိုက်မိသည်နှင့်ကဘာပတ်ပြီးနိုင်ငံကို ရှက်ခွဲနေသောကျင့်စိုးမှလွဲ၍တခြားသူမရှိနိုင်ဟုချက်ချင်းသဘောပေါက်သွားကြပေလိမ့်မည်ထင်ကြားသည့်အတိုင်းကျင့်စိုးမှကျင့်စိုးပင်ကျင့်စိုးပါဝင်သော ပီကင်းမြို့ TMN စီမဂိုင်းစတာများလမ်းလျှောက်ပွဲအကြောင်းကိုပေါ်ပြနေခြင်းပင် တရားဝင်နိုင်ငံကြီးကဲများဟုသတ်မှတ်ခံထားရသည့် အာနာရှင်အုပ်စုတွေတွင်လိုက်ပါလန်းလျှောက်ခွင့်ရတော်လင်မြည်သည့်နိုင်ငံကမှအတိမတ်ပြုခြင်းမခံရသည့်ကလေကဝတရမဝင်အာနာရှင်တူကြီးများသာဖြစ်သောကြောင့်ကျင်ဆိုးသည့်အာလုံးဤနောက်ဆုံးနေရာနာမသာလျှောက်ခွင့်ရလေသည်ဟင်တပ်ပုံတွေထဲမှာတော့နောက်ဆုံးက မဟုတ်ပါလားဟုအပြောမစောကြစီကုန်အလွန်ညံနေညံနေများသောကျင်ဆိုးသည့်နောက်ဆုံးမှလိုက်မလျှောက်ခြင်းပဲ ရှင်နာရောက်နိုင်မှုအကြံဖြစ်ညစ်ထုတ်လေတော့သည်ထို့နောက်ထက်ကလို Don't spot me အိုင်ကိုမပွန်နဲ့ငါကိုမတွန်းနဲ့ဟူအော်ဟစ်ပြီးသူ့အနောက်မှာတယောက်ယောက်ကတွန်းလိုက်တော့ကြောင်းရှေ့သို့မတော်တဆရောက်လာရသည်နဲ့ကလင်ကချစ်ကြလေတော့သည်ရှေ့သို့ကြော်လိုက်ရှောင်းလိုက်တွန်းလိုက်ကြားဖြတ်လိုက် သူ့များပောင်ကြားအောက်ကငုံဝင်လိုက်ဖြင့်မလိမ့်တပတ်လုံနေရာကနေသူ့ခန္ဓာကိုယ်ထက်သုံးဆလောက်ကြီးမာသည် ဘီလာယုစ်အာနာရှင်ကြီးသူ့ရှေ့ကပိတ်ဆို့သွားလီမှရှေ့ဆက်မတက်နိုင်တော့ပဲရှီပူကင်၃ရောက်ဤဘေးနာမှာကတ်လျှောက်လိုစိတ်ကို အတင်းဖြောက်ဖြက်လိုက်ရတော့သည်ဤတချိန်တွင်ကျင်ဆိုးဆိုအတင်းရှေ့ဆက်တော့ပါကဘယ်လာယုစ်ကြီးကင်ပေါက်တာခံရဖို့သာရှိသည့်အတွက်အမတန်မန်းလျှောက်ကအနီဘယ်လာယုစ်ကြီးနောက်မှစိတ်မသက်မသာဖြင့်ခက်ကုတ်ကိုလီလိုက်လျှောက်ခဲ့ရသည် ကျင်စိုး၏ဒုက္ခကအီမာရီမီယံအရှံပေတဲခင်းကျွေးမွေးသောတရုတ်ဆောင်များကိုအဝပြင်းအုတ်ခါအစာတောင်းကျန်းထသည့်ဘယ်လာရုကြည်ခဏခဏလေးလဲမှုကိုသူ့နောက်ကကပ်ပါလာသူကျင်စိုးခမကျိတ်မိတ်ခံနေရရှာသောကြောင့်ဖြစ်သည်ယခုပြောသည်ကိုတန်တရာရှိပါကတီယံမင်းရင်ပြမမျက်နာအီမန်သူတူဟုအေအန်ကိုမေ့ကြည့်လိုက်ပါ ကျင်စိုးရဲ့မျက်နာကြီးဘွားကနေပေါ်လာပေလိမ့်မည် မြည်တော့ပင်ဖြစ်စေဒီတခါတရုတ်သူလာရောက်ရသည်ကိုကျင်ဆိုးလွန်ပြောသည် ရှီနဘေးနာတွဲရလရသည်အခါကျင်ဆိုးရင်နဲ့တရုတ်နှစ်ကူပွဲမှာပြောင်းအိုးများဖောက်ကြသလိုဒုံဒုံတိုင်းတိုင်းမိုရီကြီးဘေးနာရောက်သည့်အခါကြပြန်တော်လဲဘောလီဝုဒ်ကောက်ွက်တွေတဲကလူခြေမြောက်လက်မြောက်နဲ့ဒိုရိုတန်းတန်းကကျင်စိတ်ပေါက်သွားပြန်ရော စိတ်แท้ကပျော်တွေကိုကျင်ဆိုးဘလုံးမှထိန်လို့မရသို့တော်လဲ ကျင်စိုးပျော်တွေကကြာရှည်မခံရှောင်းရှင်ယုံမော်ဒီပါသူနဲ့လက်ဆွဲနှုတ်ဆက်ပြီးတိုင်းချက်ချင်းဆိုသလိုသူတို့လက်များကိုတရှူများလက်ကင်ဘဝများဖြင့်ထက်ထက်ခါခါပြန်တုတ်ကြသည်ဘေးက သူတို့ဖွယ်တဲ့ကတချို့ကသူတို့ဘာသာစကားနဲ့စူတောင်းရွတ်ဖက်ပေးရင် အမွေးနဲ့သာလို့ဟာမျိုးတွေနဲ့ပက်ဖြန့်ပေးသည် အောင်တပြေပန်းလို့ဟာမျိုးတွေနဲ့လဲခပ်ဖွားဖွားရိုက်ပေးကြသည်ကျင်စိုးကခတ်ထူထူဆိုပေမဲ့ သူ့လက်နဲ့ထိသောကြောင့်ပြန်တတ်ဆင်ပေးကြသည်ဆိုရာကိုမရိပ်မိရလောက်အောင်တော့မပိမ့်သည်သူ့ကိုများမကောင်းဆိုးဝါးကောင်လို့ထင်နေကြသလားဆိုပြီးတွေးမိရင် စိတ်ထဲမြက်သွားသည်အပျော်စိတ်များလဲလျော့သွားလေသည် အမှန်ကကျင်ဆိုးသေးချာမတွေးတတ်၍ပင် ပြန်စင်းသောကြည်လင်ရှင်နဲ့မူရီကိုအပြစ်ပြောလို့မရကျင်ဆိုးဆိုရာကအကုသွုံနဲ့လူလုံးနေသည့်ကောင်အင်းလေအမှန်ကလူလို့တောင်ပြောဖို့ခက်သည် ငရဲပြည်သာချထားသည့်ငရဲသားတစ်ပိုင်းဟုပဲပြောရမည်။ကြည့်လေ၊သူနဲ့တွေ့ပြီးသူ့ထက်ကုတော်လေးသူရန်ဤဘဝတွေဆိုရာကလည်းသောထုံးမုံမျော်တွေကိုဖြစ်လို့စဉ်းစားကြည့်၊ကျင့်ဆုံးနဲ့လက်ဆွဲနှုတ်ဆက်ခဲ့သည့်တရုတ်နိုင်ငံသားရေးဝန်ကြီးချင်ကန်းဆိုရင်ဘယ်ရက်ဘယ်ဌာနရောက်သွားလိမ့်ပြီမသိ။အစအနတောင်ရှာ၍မရတော့ထိုင်ကမမလေးပေးထောင်တန်းဆိုလေဝင်ကြီးချုပ်နေရာကပြုတ်သွားရှာပြီး ဘောလူပွဲတက်ခန်းဒီကျင်းစိုးနဲ့တွေ့ခဲ့ရသည့်မြမာမျိုးသမီးဘောလုံးသင်ဆိုရင်လေငွေတစ်သိန်းနဲ့သာခြေနှက်ခဲ့ရသည်မကြသေးခင်ကယာရုပြုတ်သွားသည်ဏီပေါဝင်ကြီးချုပ်ခမားလေယခုဆိုရင် သူအတိနောက်ကြရလေခြင်းဟုကျင်းစိုးနဲ့လက်ဆွဲနှုတ်ဆက်မိသည်ကို နောင်တကြည်ကျေရနေရှာတော့မည်ကျင်းစိုး၏အကူတို့ကနင်းနေတော့တော့မဟုတ်ကူဆက်တာကလည်းမြန်လိုက်သမကျင်းစိုးကို အကူတို့ကိုပစ်ကြည့်ဟုပင် အမည်ပေးရမလို့လို့ဤတယုတ်ပြည်ခီးတွင်ကျင်ဆိုးသည့်ကျိုးပွန်းရောင်းသည့်ကန်ထရိုက်နှင့်ဘာမှမချောတုံးလွန်တောင်ကန်းဆိုတော့ဟိုလမ်းမီးတိုင်းထိတ်ပေါ်နာလေးကိုမော့ကြည့်လိုက်အဲ့ဒီနားပဲဒီလက်ညိုတဲ့တွေကလမ်းဘက်လှည့်ထားတဲ့ဝရန်တာလီဟိုနေရာလေးကခမောင်းထိုင်မဲ့ပက်လက်ကလက်ထိုင်နေရာပေါ့ဆိုပြီးဘာဆိုဘာမှမရှိသေးတဲ့မြေဝော်လေးဝော်ကိုလက်ညိုးတညွညွနဲ့ကျိုးပွန့်ရောက်နေတယ်လို့မျိုး အခုလဲခက်တီတီနဲ့သူ့တက်တွေရဲ့ပိုင်နဲ့ထဲမရှိတော့သည့်မြေရှားတက်ထုကို ရောင်းမယ်ပြောလို့ပြောသူတို့နားမကန်နိုင်တဲ့မြေတွေပေါ်ယထာလန်ဖောက်မယ်ပြောလို့ပြောသူကိုယ်တိုင်ကဖြင့်ဘယ်နေ့ဘယ်ချိန်ပြေးရမယ်ဆိုတာလေမသိဘဲနဲ့လုတ်ပေါက်ကအဲ့ဒါလို့ကြုံရင်ကြုံသလိုအမေရိကန်တို့ကဖိအားပေးအနိုင်ကျင့်နေကြောင်းကိုလည်းတိုက်တယ်ပြောလိုက်သေးသည်ဓပုံများတွင်ပြုံး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 နှင့်ဟန်လုံနေရတော့လေကျင်စိုးစိတ်ထဲကမကောင်း ပြည်ပမှာဖက်လို့ရေးပင်းမခံရသလိုပြည်တွင်းပြန်ရောက်ပြန်တော်လဲတာ၍ပင်ဆိုသေးသည်ပြည်သူများကနေနေညာညာဆဲဆူချိန်မောင်းကြသည်ယခုလိုဖြစ်မီမှန်းသာကြိုတိခဲ့လင်သူအာနာသိမ့်မိမီမဟုတ်ဟုလဲဆက်တွေးနေမိသည်ထိုစဉ်နှောင်းကသူသည်အာနာလိုခြင်းရင်အာနာသိမ့်ရမည်ဆိုသည်လောက်သာသိသည်သူတွင်ဘာအကြံဉာဏ်ကောင်းမှမရှိဘူး အခုမှသာဘယ်သို့ဘယ်ပုံရှင်ငံတော်စုရောက်ရမည်ကို သူသိခဲ့လေပြီ အမှန်ကတော့လွယ်သမားလှုပ်ကိုလွယ်သည်အစိုးရအဖွဲ့လက်ပြောင်းလက်လွဲလှုပ်ဖို့ဆိုရာက သူများတွေလှုပ်တယ်လို့ဘယ်သူဘယ်ဝကိုဖြင့်ငါစိန်ခေါ်လိုက်ပြီဟု Facebook ပေါ်တင်လိုက်ယုံသာပင် လူတွေမကြိုက်ကြမှန်းကိုကိုကိုသိတော်လဲလူ90လောက်တော့သူ့မှာလဲစုလို့ရသည်မဲလုံးကိုအချက်စက်တစ်ချက်ရိတ်ခိုင်းလိုက်ပြီး ဒေါ်လာတန်းဗနေရပေးပါဆိုတာမျိုးကတော့ငွေတောင်းကျန်းသည့်သူ့လူတွေကဘယ်သူမဆိုလုံနိုင်သည် Facebook ပေါ်နေပင်အာနာတောင်းလို့ရသည့်နိုင်ငံတွင်နေနေတော်လဲသူ့မှာတိနောက်ကြခဲ့လीခြင်းဒါတွေတွေ့တွေ့ပြီးတနှုံနှုံခံစားနေရတော့မဲလုံးလာပြောသည့်စကားကြောင့်ပို၍ကြေခွဲရပြန်သည်သူကငါတို့နောက်မကန်နိုင်တဲ့နေရာတွေမှာရွေးကောက်ပွဲဝင်ဖို့လွန်ငင်းခွင့်ပေးလိုက်တဲ့ကိစ္စကိုရော ဘာတွေပြောနေကြလို့လေအာတတာသူကဘတ်ပူကိုစိတ်ကူပေးလို့တညာပေးလိုက်တာလို့ပြောနေကြတယ်ဟာငါကိုစိတ်ကူပေးတယ်ပြောရအောင် သူက ခွေးတွေကြောင်တွေကူရတဲ့သူလေအဲ့ဒါကြောင့်ပေါ့ဘတ်ပူရဲ့ပြည်သူတွေကကျွန်တော်တို့ကိုဘလို့ခေါ်တယ်ဆိုတာဘတ်ပူလည်းသိရသားနေမဲလုံးစကားကသူ့ရင်ကိုထိပြန်သည်အပူယုံနဲ့ဟန်လုံနေရသူပြီးပြီးယခုလိုစကားများကြားလိုက်ရလင်း ပို၍ထိခိုက်ကြီးကွဲရသည်မတ်တက်ထရဲလိုက်သည့်အခိုက်မူကနေမိုက်ခနေဖြစ်သွားသည် အသက်ရှူလိုလဲမဝသလိုလိုနှလုံးကုန်မြန်သလိုလိုဖြစ်လာသောကြောင့်ရက်နေရမှအမြန်ပြန်ထိုင်လိုက်ရသည် သူ့အခြေအနေကိုမပြတ်ဆောင့်ကြည့်နေကြသူများကအနာမှအမျက်ရှိနေသည့်အတွက်ဆရာဝန်လဲချက်ချင်းရောက်လာသည် ပေးသောဆေးကိုတောက်ပြီးနောက်အตาမိတ်နေလိုက်သည်ပြောင်ပြောင်တလဲဖြစ်ကုန်ကြသော ူမီတောင်စုအားဆရာဝန်က ရှင်းပြနေတာကိုကျင်ဆိုတိကျန်စိတ်ဖြင့်နားဆွင့်လိုက်သည် စိတ်တန်ရာတွေတော်တော်ရနေလို့ဖြစ်တာပါခေစကားနဲ့ပြောရရင်တော့ဆန္နာလယောဂပေါ်တယ်။အော်ယောဂနာမည်တွေကလည်းဆန့်မဆန့်ဟုတွေးရင်စေးရှိန်နဲ့ကျင်ဆိုတယောက်အိမ်မောကြသွားလီတော့သည်ပြည်သူများကတော့ဘယ်တော့မှပြန်မထနိုင်ပါစေနဲ့ဟုသာ စုတောင်းမြတ်တာပို့တာနေပြီလိမ့်မည် စိတ်ငြိမ်စေရှိန်ဖြင့်အိပ်ပျော်သွားသောကျင်စိုးတယောက်အိမ်မက်ထဲတွင်ငရဲသူပြုံးစားကြီးရောက်သွားသည်သို့သောတစ်ချိန်ကျသူရောက်ရောက်မြည်နေရဝဲဟုကြိုတွေးထားလီလားမသိကလိန်ကချစ်တော်၏ဘရင်ပေါက်ပန်း၄၀တို့၏အဖကျင်စိုးကအနှဲငယ်မြကြောက်ဟန်မပြာသူ့ကိုဒဲဦးရဲတွင်ထဲ့ကျော်မြည်ငရဲသားများကို တွေ့ကြဲကစတင်စီယုံးလီတော်သည်ခမရို့ဗျာအဲ့ဒီပူပူလောင်လောင်စီတယ်ဦးနောက်တစ်ချိန်လုံးကတ်နေရတာ ပင်မန်းလိုက်တာကျွန်တော်ကိုလူပြည်ပြန်လို့ရအောင်သာလွတ်ပေးလိုက်ပြီးတော့ကျွန်တော်နဲ့အတူလိုက်ခဲ့ပေါ့ဟိုမှာကျွန်တော်အဆစာရရာတောင်းဝင်ယူတဲ့ဆိုပြီးညှိကြည့်သည်ကျင်စိုးကြိမ်ကြိမ်စီယုံသည့်အခါငရေသားများဇဝေဇဝါဖြစ်လာကြတော့သည်သူတို့အထဲကပူတွေးတော်ရဟန်ရှိသူတယောက်ကဟိုရောက်ရင်ငါတို့ကဘာလုပ်ရမှာလဲဟူမေးသည်ကျင်စိုးကခမရတို့ကိုပါစလို့ခေါ်ရပြည်သူစစ်ထဲရင်ဝင်ရမယ်ဟုပြောသည် ထိုအခါငရဲသားကဟာကျင်ဆိုးရမင်းရဲ့ပါစရီသေးရင်ဒီငရဲပဲရောက်လာကြတာဆိုတော့မင်းတော့ငါတို့လိုက်ရင်ဘာထူးမလဲဒီကိုပဲပြန်လာရမှာဟုဆိုလိုက်၍ကျင်ဆိုးရီကြံစီမအောင်မြင်တော့လွယ်လွယ်နဲ့လက်မလျှော့ရတော့ကျင်ဆိုးသည် သူ့ကိုစီဘူးတဲဦးတဲ့ထဲ့ကန်ဒီလာကြည့်သည့်ငရဲမင်းကြီးကို အတွေ့မာရင်လွတ်ရလွတ်ချောင်းဆိုပြီးငရဲမင်းကြီးလည်းဒီမှာတော်တော်ကြားနေပြီး ငရဲမင်းကျောင်းမူကြီးအဆင့်တော်ရောက်ဖို့ကောင်းပြီဟုမျက်နှာလုံးမျက်နှာရောင်ဖားပြန်သည်ငရဲမင်းကြီးကငရဲကြာလာသည့်ကျင့်ဆုံးလိုကောင်းမျိုးများစွာကိုကြုံခဲ့ဘူးသည်ဖြစ်ရာကျင့်ဆုံးစကားကို လုံးဝရေမထားပဲကျင့်ဆုံးလက်တူကို စီအိုးပူပူနဲ့ကျွတ်ကျွတ်ရော်ရော်အမြဲကြော်ကြစေသည်ဟု အမိန်ပေးလိုက်လေသည်ထိုအခါအိမ်မက်မက်နေသောကျင့်ဆုံးလေအိပ်ပျော်ရက်ကပင်ခေအောင်ကရန်ဖြင့်ဝဝါကြောက်လန့်တကြားထောက်အော်လီတော်သည် ရှိုက်ပြီးငိုသလိုဘလုံးပထွေးစကားတွေကလည်းကပောက်တိကပောက်ချာနဲ့ပြောလီသည်အာလုံးစိုးရင်တကြီးဖြစ်ကုန်ကြပြီးကျင်စိုးကိုဝိုင်းလုံနိုးကြသည်တို့ရတွင်ကျင်စိုးသည်သတိမလဲသောသူကဲ့သို့ဖြစ်နေသည်ပြန်၍နိုးမလာတော့အများကဘာလို့လို့ဘာကံရမှန်းမသိတော့သည့်အချိန်တွင်မဲလုံးဤကောင်းထဲမှအကြံတစ်ခုပေါ်လာသည်ထို့နောက်အခုတလောလူပြောတော်တော်များနေသည်တည်တဲ့သူတောင်နားမခံနိုင်လို့ ငုတ်တုတ်ထထိုင်စီလောက်တီဟုပြောနေကြသည့်တခြင်းတပုတ်ကိုအတန်ကုန်ချဲ့၍ဖွင့်ပေးလီတော်သည်ကလင်ကလင်မြည်တဲ့ဒီလိုချိုးတဲ့တယ်လီဖုန်းလေးရဲ့ကလင်ကလင်မြည်တဲ့ဒီလိုချိုးတဲ့တယ်လီဖုန်းလေးရဲ့သုံးလေးချိန်လောက်သာဖွင့်လိုက်ရသည်ကြံစိုးသူနားနှစ်ဖက်ကိုလက်ဖြင့်အုပ်ရင်စံနာလယောဂါကနားကိုတော်တော်ဦးတော်တော်ကြိုက်စေတာပဲဟုတီရိုးရေရိုးပြီးလွန်လူးလာလေသည် ထိုရမနာရှိသူများမှာတပြင်းချနိုင်ကြတော့သည် ကျင်စိုးပြန်လို့လာခြင်းအတွက်ဆန်နာမပြည့်လေသောပြည်သူများကတော့တချင်းဖွင့်ပေးသောမဲလုံးနှင့်တချင်းတီဆိုကြသောမူလဆိုတော့မြည်သူတွင်ပြစ်ပိုရှိသည်လေဆိုရာကိုအလုံးဝိုင်း၍ဆုံးဖြတ်ပေးကြစေလိုပါသည်ဆယ်ပေါင်းတူး